ရောဂါနာနာနှွေထာမင်းစောလဲခတ်သိမ်းသောတရဝအပေါင်းတို့ဤစီးပွားအလုံးကဆွေတော်မြတ်ကိုယရနာစင်ဖြူထက်ပြတတ်နှင့်ထွတ်တင်ပြီးတော့ကျင်းဝတ်တော်မူလိုသောအရ၌စင်ဖြူဝစ်စေသောမိန်တော်မူ၍စင်ဖြူကိုလွှတ်တော်မူ၏စင်ဖြူလဲနှစ်ဖူးတင်းကျစ်တော်ဓာတ်တော်ဌာပနာတော်ရှိရာရွှေစည်းခုံတို့တက်ရည်ဝစ်လေ၏နှွေထာမင်းစောလဲထိုဆွေတော်မြတ်ကိုရွှေစည်းခုံ၌ဌာပနာတော်မူ၏မင်းကြီးလဲ ငါတီဖျားဖြစ်သူရောက်တော်မူမည်မှန်လေဆွေတော်မြတ်တဆူပွားစေတော်ကို၏ဒိဋ္ဌံတော်မူ၏ဆွေတော်လည်းတဆူပွား၍စင်ဖြူတွင်တင်ပြီးတော်ကျင်းဝတ်တော်မူလိုသောအရ၌စင်ဖြူတော်ဝတ်စေတော်ဒိဋ္ဌံတော်မူ၍စင်ဖြူကိုလွတ်တော်မူပြန်၏စင်ဖြူလည်းတန်ကြီတောင်ဖျားထက်တက်၍ဝတ်လေ၏ထိုအရတွင်ဇေဒီတဆူတည်၍ဌာပနာတော်မူ၏မင်းကြီးလည်းတဖန်ဒိဋ္ဌံတော်မူ၍ဆွေတော်တဆူပွားပြန်၏ ထိုဆွေတော်ကိုစင်ပြူထက်တင်ပြီးတော့ဆွေတော်မြတ်ကျင်းဝတ်တော်မူလို့သောအရက်တွင် စင်ပြူဝှစ်စေတော်ဟု၍စင်ပြူကိုလွတ်ပြန်လေ၏စင်ပြူလည်းတင်ခုံကျုံးမှတင်းမောဆိုင်လာသော လောကနန္ဒအရက်တွင်ဝတ်လေ၏ထိုအရက်၌ဇေဒီတဆူတီး၍ဌာပနာတော်မူ၏ယင်းတို့မှတဖန်ဒိဋ္ဌံတော်မူ၍ဆွေတော်တဆူပွားသည်တွင် စင်ပြူတော်တွင်တွင်၍လွတ်တော်မူပြန်၏စင်ပြူတော်လည်းသူ့ရင်တောင်ပြားတွင်ဝတ်လေ၏ထိုတောင်ပြားထက်ဇေဒီတဆူတီး၍ဌာပနာတော်မူ၏ ရင်ကားမှတဖန်လက်ထံတော်မူ၍ဆွေရတဆူပွားသည်ကိုရှင်ဖြူထက်တင်၍လွတ်တော်မူပြန်၏ရှင်ဖြူလည်းအရှင်မျက်နှာအရက်သို့တွား၍ตาလျောင်းတောင်ထက်တခဏမျှမြောင်းပြီးလေဒုကတွား၍ခရွေတောင်ထက်တိုက်လေ၏ဒုကမှပြတ်တောင်ထက်ဝစ်လေ၏နော်ဒါမင်းစောလည်းထိုအရက်တွင်ဇေရီတဆူတီး၍ထာပနာတော်မူ၏မန္တန်ရာဇဝင်တော်ကြီးပကံခက်တွင်လောကနန္ဒာတိပင်လယ်ကူလှေသိမ်းမောမျှဝင်ထွက်ရှိသောစိတ်ကမ်းဖြစ်သည်ထိုချိန်ကပကံတိမြမနိုင်ငံတော်ဖြစ်၍ ဘလကူတင်မောစိတ်ကန်းသည်လောကနန္နာဖြစ်သည်ပကံပြည်နှင့်ရေချောင်းလန်းဆက်သွယ်လို့သောနိုင်ငံခြားတိုင်းပြည်မှလေတင်မောများသည်လောကနန္နာစိတ်ကန်းမှဆက်ကပ်ကြရသည်ဘာသာရေးနှင့်ဖြစ်စေနိုင်ငံရေးနှင့်ဖြစ်စေစီးပွားကူးနယ်ရေးနှင့်ဖြစ်စေလူမှုရေးနှင့်ဖြစ်စေမိခဲ့သောသောကိစ္စမျိုးနှင့်မဆိုပြည်တွင်းမှဖြစ်စေတိပမှဖြစ်စေပကံတို့ရေလန်းကလာလဲလောကနန္နာစိတ်ကန်းကိုဥတိုက်ကြရသည်ပကံပြည်မှပြည်တွင်းပြည်ပတို့ရေလန်းခရီးသွားမည်ဆိုလင်လဲလောကနန္နာစိတ်ကမ်းမှာစပြုကြရသည် ။ဒိန်ခိုပြင်ပထမဝီဇီယာဘာဟုတောင်းပန်သည့်အတွက်ဒေါ်တာမင်းကြီးဒိန်ခိုကျွန်းတိရီလင်္ကာတို့စီရေးစရာအကူအညီပေးသောခါ၌၎င်းသာသနာ၏အကူအညီကို၎င်းအေးပို့သောခါ၌လည်းယင်းအကူအညီများသည့်လောကနာနာစိတ်ကမ်းမှခရီးစားကြရသည်။ဒိန်ခိုကျွန်းမှရဟန်းတော်များသည့်၎င်းအိန္ဒိယတောင်ပိုင်းစောလာတိုင်းမှဘရင်သည့်၎င်းပကံပြီလာကြသည့်အချိန်ကလည်းလောကနန္ဒာစိတ်ကမ်းမှတက်ကြရသည်ပကံပြီမှဥဒ္ဒရာဇီဝနှင့်စပတာတို့လည်း ချားယဟန်တော်များသည့်၎င်းတိန်ခိုကျွန်းသို့ကြွားကြသည့်အခါ၌လောကနန္ဒစိတ်ကမ်းမှတင်မောရွက်စတင်ဖွင့်ရသည်ကျန်စစ်သားမင်းကြီး၏ကြောက်တံပရများနှင့်အခြားလှူပွဲပစ္စည်းများကိုဗုဒ္ဓခါယာမဟာဘောဓိအတွက်စောင့်ကျဉ်းသွားကြသောဘရင်ကိုယ်စလဲတော်များသည့်လည်းသူတို့၏မဟာဘောဓိခရီးကိုလောကနန္ဒစိတ်ကမ်းမှသာအစပြုကြရသည်ဘာသာမင်းကြီးတောင်းပန်သည့်အတွက်တိန်ခိုဘရင်ပထမဝိဇယဘာဟုပေးပို့သောဆွေတော်ကိုစောင့်ကျင်းလာသည့်တင်မောကတ်သောစိတ်ကမ်းမှလည်းလောကနန္ဒစိတ်ကမ်းဖြစ်သည် ဆွေတော်ပင့်ဆောင်လာတော့တင်းမော့သည်လောကနာနာစိတ်ကန်းကတ်လာသည်ဒေါ်ရမင်းကြီးနှင့်မင်းပရိသတ်များဤသူပြည်သားများသည်လောကနာနာစိတ်ကန်း၌ဆွေတော်ကိုကြိုဆိုကြသည်သမီးတော်တင်ကမိတ်ရာသေရီမဟာဘောဓုပင်တက္ခိဏတာခာဒယာတောင်ပိုင်းကိုပင့်ဆောင်ပြီးဒိန်ခိုကျွန်းသို့ထွက်သားသောအခါဒေဓမာတောကမင်းကြီးသည်တရိမလစိတ်ကန်း၌လေပင်ကြီးရောက်သည့်အချိန်ရေထဲဆင်းပြီးလိုက်ပို့သည်တို့နေ့အတိုင်းပင်ဆွေတော်ပင်ဆောင်လာတော့တင်မောလောကနာနာစိတ်ကန်းကတ်လာတော့အခါဒေါ်ရမင်းကြီးလည်း ဘဲဘဲရေထီသည့်အဖြစ်မြစ်ထဲဆင်းပြီးဆွဲတော်ကိုပြင်သည်ရထမင်းကြီးသည်တိမ့်ခုပြင်ပထမဝိဇယဘာဟုပေးပို့တော်ဆွေတော်ဘွားကိုထပ်မံပွားပြီးလေရေစည်းကုံဖျား၌၎င်းလောကနန္ဒဖျား၌၎င်းတန်းကြည်တောင်ဖျား၌၎င်းတူရင်တောင်ဖျား၌၎င်းပြက်တောင်ဖျား၌၎င်းအစူစီထပ်ပနာပြီးကိုးကွယ်တီထားလိုက်သည်ထို့ကြောင့်ရေစည်းကုံလောကနန္ဒတန်းကြည်တောင်တူရင်တောင်ဖျားများသည်ပကံတော်ဝဲ၌ဆွေတော်ရှင်ဖျားများအဖြစ်ယနေ့ထက်တိုင်းထင်ပေါ်ကျော်ကြားနေသည်ဖြစ်၍ ်ရင်ဖျားလေးစုအားတနေတဲ့မှတ်ဖူးပြီးဖျားလေးစုထံပန်း၌တဆူဒီသောစုကိုတောင်းလင်စုတောင်းပြည့်သည်ဟုဖျားဘူးများကယုံကြည်ကြသည့်အထီးပင်ဖြစ်သည်ဒါဇဝင်သမိုင်းများ၌ဘယင်မင်းကြီးဒိတ်ထံပြုလိုက်သောကြောင့်ဖျားတကူတော်ဖြင့်ဆွဲတော်ပွားများဖြစ်ပေါ်လာကြသည်ဟုဆိုထားသည်ဘယင်မင်းကြီးဒိတ်ထံပြုသောကြောင့်ဆွဲတော်ပွားများဖြစ်ပေါ်မလာလင်လဲဒီတုကပညာ၊ဘဘူပညာ၊ပတ္တမောပညာ၊ဗကြီးပညာ၊ခြားသောအမှုပညာများထုတ်ထိပ်ရောက်နေသောပုဂံခင်၌ဆွေတော်ပွားများကို ဖန်တီးဖို့ရမှာခက်ခဲသည့်အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ဒါသဝင်သမိုင်းများ၌ဇော်ရဘွားတစုကိုစင်ဖြူတော်တွင် တင်၍လွှတ်သောအခါစင်ဖြူသည်ဘောကနန္နာအရက်တွင်ဝတ်တော်ကြောင့်ဖိုအရက်၌ဇေဒီတစုတည်သည်ဟုဆိုထားသည်။ကျင်းပြတော်ဝွေတီတီဖြစ်စေ၊ရဝေထာမင်းကြီးကိုပိုင်စိတ်ကူးနှင့်တီတီဖြစ်စေ၊ဆွေတော်ပင်ဆောင်လာသောတင်းမောစိုက်ကတ်သည့်တင်းမောစိတ်၌ဆွေတော်ဖျားတီခြင်းသည်ဤရင်တီထိုက်သောနေရာ၌တီခြင်းပင်ဖြစ်သည်။ဇူလီစေတီသည်ရွှေရကုံတမိုင်းနှင့်ဆက်ဆက်မှုရှိနေတဲ့ကဲ့သို့ လောကနန္ဒဖျားသည်ဆွဲတော်တမိုင်းနှင့်ဆက်ဆက်မှုရှိနေသည်လောကနန္ဒဖျားသည်ဆွဲတော်ဇေဒီတရှိနေသည်ဖြင့်ဆွဲတော်သင်္ဘောဆိုက်ကရာလောကနန္ဒစိတ်ကံလည်းပို၍ဂုံကြက်တည်းရှိသွားသည်ဘုံပေါ်အထွတ်တင်လာခြင်းပင်ဖြစ်သည်ပကံခီးတည်းသည်လောကနန္ဒဖျားသို့ရောက်သွားသောအခါထူးပင်စိတ်ကြည်နူးခြင်းဖြစ်ရသည်လောကနန္ဒဖျားသည်ပကံဘူးဖျားကဲ့သို့၎င်းမကွေများတလုံးဖျားကဲ့သို့၎င်းတရားဝတိမြစ်ကမ်းနှစ်ခုတွင်ပြည်ရှိနေသည်တရားဝတိမြစ်ရည်သည်ဖျားချေရင်တွင်မေးတင်နေသည် ။ဘယာဝတီရေစီးချောင်းသည်ဖျားချိန်ရင်ကိုဥခိုက်လျက်စီးဆင်းသွားသည်။ဘယာဝတီမြစ်ရေပြည့်ချိန်၌ရေစီးချောင်း၏အချိန်အဟုန်တိုးဝေထိခိုက်ခံရသောနေရာဖြစ်၍ဘုံကြီးကိုငေးပတ်မှပတ်၍ကြောင်များစီချထားရသည်။ဒေါကန္တနာဇေဒီရွေအစားမှာမကြီးလွန်မငယ်လွန်အလဲအလက်ရွေအစားဖြစ်သည်။အောက်ခံပစ္စယ၃၀ရှိသည်။အောက်ခံပစ္စယ၌ရနလေးဘက်တွင်လေကားများရှိတော်လဲပေါင်းကုမုတ်ခုံးများမပါပေ။ပစ္စယ30၏အပေါ်၌ခေါင်းလောင်းပုံတည်ရှိသည် ောင်လုံးမုံတရန်သည်တေခိတ္တမြို့ဟောင်းမှဘောဘောကြီးဖျားကြီးဖျားမှစသောဇေဒီများနဲ့ကြမ်းပြင်းအားဖြင့်တူနေသည်ဝင်းပုံတရန်များမှာအိန္ဒိယနိုင်ငံရှိအချို့ပရိုများ၏ပုံတရန်နှင့်ဆင်တူယုံမှရှိနေကြသည်ခေါင်းလောင်း၏အပေါ်ပိုင်း၌ဖောင်းရည်များရှိသည်ပကံခေဖျားများ၌ထီးတင်လေမရှိကြပေဒွေရတွင်ဂေါ်တော်ပလင်ညာစေတီခြေစည်းကုံစသောဖျားများ၌ထီးတင်ထားသည်ကိုတွေ့ရသည်လောကနန္ဒဖျားတွင်လည်းထီးတင်ထားသည်မူလကထီးတော်ရှိခဲ့ဟံမတူပေ။ နောက်ခေကြမှာတီထားခြင်းဖြစ်ဟန်သူသည်ဇေဒီအရှိဖက်အုတ်တစောင်းတည်းဤနောက်ဖက်နာလောကနန္ဒဇေဒီနဲ့ပတ်သက်သောကြောက်စာနှစ်ခုရှိသည်ကြောက်စာတစ်ခုမှာတက္ကရာ969ခုနဲ့ထိုးထားပြီးစัจဝရေအနုဒရကြောင်းမူ၍ပါရှိသောကြောက်စာဖြစ်ပြီးခြားကြောက်စာတစ်ခုမှာတက္ကရာ962ထိုးထားသော မဟာဒဏပတိအမတ်ကြီးကြောက်စာဖြစ်သည်ကျောက်စာနှစ်ခုစလုံးကိုထောက်လျက်လောကနန္ဒဖျားသည်ဗကန်ဤရှေးကြသောဖျားတစုဖြစ်သည်ဟူ၍၎င်း နော်ထာဘီရင်နဲ့ဆက်ဆက်မှုရှိသည်ဟု၍၎င်းဤကြရသည်ပထမကြောက်စာ၌နော်ထာအားစေကြဝတိဟုဆိုထားခြင်းမှာစိတ်ဝင်စားစရာကောင်းသည်စေကြဝတိကိုစေကြဝလာ၌ယူဆလျက်နော်ထာအားစေကြဝတိဟုခေါ်ခြင်းမှာအတိဗုဒ္ဓဖြစ်သည်ဟုထင်စရာဖြစ်တော်လဲစေကြဝတိဟုသောစကားလုံးစတင်ဖြစ်ပွားရာဒေသ၌ပင်နော်ထာကဲ့သို့သောဘုရင်မျိုးကိုလည်းစေကြဝတိဟု၏ခေါ်ဝေါ်ကြသည်ကိုတွေ့ရသည်ဘုံမြတ်ပါရှိဇေဒီနှင့်တရားဝင်မြေပြင်မှာအလွန်ပဏ္ဏန်တဲ့သည့် ဂုံမြင့်ပေါ်ရှိဖရာပရဝံအတွင်အနောက်မြောက်တောင်နှင့်နောက်တောင်တောင်၌ပေါင်နေသောစိမ့်ညို့ညိုမိုင်းနေသည့်ကျော်ပင်ကြီးနှစ်ပင်မှာဇေဒီတော်၏ငင်းချမ်းမှုပတ်ဝန်းကျင်ကိုအားဖြည့်ပေးနေကြသည်။ပကံခီးတဲ့သည်ဇေဒီတော်မှတဆင့်အနောက်မြောက်ဖက်ကိုပြောင်းကြည့်လိုက်သည်။အတွင်တွင်စီစဉ်နေသော အေယော်ဒီမြစ်ဖက်၌တဲတောင်ပင်ကြီးကိုတွေ့ရသည်။တဲတောင်ပင်ကိုလွန်သွားသောအခါခင်တန်းကလေးကိုတွေ့ရသည်။ခင်နန်းကလေးကိုလုံပြီးမင်းမွေးတို့မျက်စိရောက်သွားတော့ခါတောင်တန်းညို့ညို့ကိုလှမ်းမြင်ရသည် ဒီတဲ့ဤမျက်လုံးသည်အနောက်ဘက်မှခွာလျက်ရှေ့ဘက်ကမ်းစီရောက်လာပြန်သည်အရှိတခွင်တိုင်းပကံဤလဲဝင်ရိုးတန်းတညံညံထဲမှတချို့ဖျားပထိုးများကိုလှမ်းမြင်နေရသည်တဖန်ဒီအဝတီကမ်းဆက်တောင်မြင်ပေါ်ကတန်ငါတဲကလေးများသည်မြင်းအာယုံထဲတွင် တိုးဝင်လာကြပြန်သည်ဖျားပထိုးနှင့်တန်ငါတဲကုသိုလ်နှင့်အကုသိုလ်ဒွန်တွဲနေပါကလား